ဲ့တကောကဓမ္မီပါလာတော့သူ့ဓမ္မီကခါထိုးတာဓမ္မီကပွင့်နေတယ်ဗျာပွင့်ပြီးတော့သူရှိတဲ့နေရာကိုထိုးပြလို့ဖြစ်တော့ဝိုင်ဖန်တော့မိရောအဝိုင်းရိုက်တာသိရောတည်တဲ့တည်ရောတည်ရောလုံးဖန်တာတော့လူသားမှုနဲ့ဖန်တာကတရားဦးရောက်တယ်အခုလည်းပဲအဲ तू ကဟိုပိုင်ရှင်ဆိုတဲ့အမျိုးသမီးကပေါ့ဗျာအတတ်တိုင်မှာတော့ကျုံးနေတော့စားရင်းနှဲမှုကြုံရင်းနှဲကြုံစားရင်းနှဲလောင်းချလိုက်တယ်ဒီကမှာခါခါလေးအေးရောအဲ့လိုချင်းချောမှုကြတော့ဒုတိယပိုင်းလို့ခေါ်တယ်ဟုတ်တော့တက်ကြုံထိချနိုင်တယ် အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့လူမှုကွန်ရက်ကိုအသေးအတန်လှုပ်ခတ်နေစေဖြစ်တဲ့လှိုင်းတရာမျိုးနယ်ကစတိုးဆိုင်ပိုင်ရှင်နဲ့ခိုးမှုဆွဆွဲခံရသူတာမီဖြစ်စဉ်ရဲ့နောက်ဆုံးရဥပဒေရေးရာအခြေအနေများကိုအဓိကထားတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ဆရာဦးကြီးမြတ်ခင်ဗျာဒီလှိုင်းတရာမျိုးနယ်ကဒီအသေးဆိုင်တစ်ဆိုင်မှာအမျိုးသမီးတူဦးနဲ့ဒါသူကကလေးလေးပါလာတယ်ခိုးယူဖို့ကြံစီတယ်ပေါ့နော်အဲ့ဒီဆိုင်ကပစ္စည်းတစ်ခုကိုဆိုအဲ့ဒီမှာဆိုင်ရှင်ကမိသွားပြီးတော့ဒီအမျိုးသမီးရောကလေးကို ဟိုတိုင်မှာကျိုးနဲ့တုတ်ထားတယ်ပေါ့နော်ကျိုးနဲ့တုတ်ပြီးတော့ချိန်ချောက်တယ်ပေါ့ယူနီဘူးနဲ့လောင်းမယ်ဆိုတော့အဲ့ဒီဗီဒီယိုကလစ်ကဒါတစ်တော့မှတက်လာတော့အကုန်လုံးကဟိုးလေးတကျော်ဖြစ်ပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးရဲရတာစိုင်းရှင်ရောကုနာကဟိုခိုးဖို့ကြံစည်တဲ့မျိုးသမီးကိုဖမ်းသွားတယ်လို့သိရပါတယ်ဒါဥပဒေအရဆက်လုပ်မယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးအဲ့တော့ဆရာတရားလွတ်တော်ရှင်းနေဥပဒေသမားဆိုတော့ဒီဒီကနဲ့ပတ်သက်ပြီးတော့ဆရာရဲ့အမြင်ရှုထောင့်ပေါ့နော်ဘာများပြောဖို့ရှိမလဲဆရာအဲ့ဒါလေးသိချင်ပါတယ်အော်ကျွန်တော်ကတော့ဥပဒေစာအုပ်ထဲမှာပါတဲ့အတိုင်းဥပဒေအရာပဲပြောတာပေါ့နော်ဥပဒေစာအုပ် နှစ်ခုပေါ့ရသဇတ်ကြီးရယ်လေးတုံလေးအခုရေးဆိုင်ရာဥပဒေရယ်ပေါ့နော်အဲ့တော့ဒီစာအုပ်တွေပြတာတာကြောင့်ပေါ့အထောက်ထားပေါ့ကျွန်တော်ကစာအုပ်တွေကဥပဒေအတိုင်းတင်ပြတာပေါ့နော်အပြင်းမှဖြစ်နေတာတရားတော့ရောင်းမြန်လည်းဖြစ်ခြင်းဖြစ်သွားမှာရဲရိုးဥပဒေရိုးတရားဥပဒေရောက်တဲ့ခါမှာရှင်းနေတယ်လည်းဝင်ကစားလိုက်တာနဲ့အပြောင်းမြန်နေဖြစ်ကုန်တာပေါ့အဲပြီးတော့တရားခံကပစ္စည်းရှိရင်တမျိုးပဆန့်ရှိရင်တမျိုးတရားခံပစ္စည်းမရှိရင်တမျိုးပေါ့နောက်တစ်ခါတရားလိုကတရားလိုလုံးမဲ့လူက ပိုင်ရှင်ကပစ္စည်းရှိရင်တမျိုးပတ်စံရှိရင်တမျိုးဥပဒေအရအဲ့ပုံမှာလည်းလိုက်ပြောင်းသွားတော့အဲ့လိုလိုက်ပြောင်းတဲ့ကာလကြီးမှာတရားဥပဒေမစိုးမိုးတဲ့ကာလကြီးမှာကျွန်တော်တို့ကအာမခံပြောတဲ့နေရာမှာဥပဒေစာအုပ်ရပါဥပဒေမှာပါတဲ့အတိုင်းပဲပြောတာပါလို့ဒီလိုပနာမစာပြောခြင်းပါတယ်အဲ့တော့ဥပဒေစာအုပ်မှာပါတဲ့အတိုင်းပြောရရင်တော့ဒီမှုကိုကျွန်တော်လည်းဥပဒေသမားဆိုတော့ပြဿနာတက်လာတော့ဖတ်ကြည့်တယ်ပေါ့နော်ဖတ်ကြည့်တဲ့အခါကျတော့ဩကျွန်တော်စိတ်ထဲမှာဘုချိန်မှာစစ်အာဏာရှင်လက်ထောက်တရားဥပဒေမစိုးမိုးတဲ့ခါမှာတရားဥပဒေကြောင့်ပြောရမှာအလွန်ပေါ့နှောက်နေတယ်ပေါ့နော် တော့ပြောချင်ဘူးကျွန်တော်ကလည်းကျွန်တော်ဘာသာရေးဖြစ်နေတော့အများပြည်သူအကျိုးတော်ဝင်တော့ဆွေးနွေးပေးမယ်ဆိုပြီးတော့ကျွန်တော်ဒီလိုဝင်လာတာပါဘယ်ဒီလိုလဲပနားမလေးပြောချင်တော့အဲ့တော့အတားလေးဥစားပြောချင်တာတော့ဘာလဲဆိုတော့ဟိုကလေးတည်းအခွင့်အရေးကာကွယ်တဲ့ဥပဒေအရာဆိုရင်တော့နှစ်မျိုးရှိတာပေါ့တစ်ခုကတော့တရားခံဘက်ကအခွင့်အရေးနောက်တစ်ခါအဲတရားခံဘက်ကဘလောက်ဖြောင်းမြောက်မှန်မှန်တရားခံဖြစ်တာလဲကိုယ့်ကိုယ်ကတရားခံဖြစ်တာလားအဲ့လိုရှိတာပေါ့နော်အဲ့တော့ကလေးတည်းဥပဒေအုံမှ96ခန်း အာကြီးရဆိုရင်တော့အဲဓာတ်ပုံတွေရိုက်ပြီးတော့အဲ့တို့ online နေတင်တာအတိုင်းမျိုးတွေတင်တာဆိုဆက်သွယ်ရေးဥပဒေပုံမှန်နဲ့ညီစုံနဲ့ပေါ့တင်တဲ့လူကပေါ့အဲ့ဒါတော့ကလေးတို့ငယ်တိတ်ခါကိုထိခိုက်တယ်ပေါ့ဗျာအဲ့ဒါတော့ပုံမှန်တရတိကအရာဆိုထောင်တစ်ချောင်းနေတယ်နော်ကလေးတို့ငယ်ဓာတ်ပုံရိုက်တယ်သူ online ကိုတင်ဒါတော့ကလေးတကယ်ကိုကာကွယ်တာဥပဒေပေါ့နော်အဲ့လိုကလေးတွေကစပြီးအခွင့်အရေးရှိတယ်ပေါ့နောက်တစ်ခါပါလဲဆိုတော့ဟိုကလေးကိုဟိုစိတ်ပိုင်းဆိုင်ရာအချင်းချောက်တာပေါ့ဗျာရင်းနှီးမှုနဲ့လောင်းမယ်လို့ရိုက်မယ်လို့တွန်းနေတုတ်တာတော့အဲစိတ်ပိုင်းဆိုင်ရာချင်းချောက်မှုဆိုတော့ ုံမှန်တရားက300ဆိုရင်ထောင်600လာချလို့ရတယ်။နောက်သူ့ရောကြီးပြစ်တာလည်းချနိုင်တယ်။ဒါတော့ကလေးတုံးရဲ့ဥပဒေအရကြောတာပေါ့နော်။နောက်လူကြီးတွေနဲ့ပတ်သက်လို့ရန်သားကြီးဥပဒေဆိုတာရှိတယ်။အဲ့ဒီမှာတော့ဘာလဲဆိုတော့တရားခံဖြစ်မဲ့ဆွဆွဲခံတဲ့လူဘက်ကပေါ့ဗျာ။ဆိုရင်တော့ तू ကပုံမှန်ပေါ့ရက်ကုရှိတာပေါ့နော်။ခိုးမှုဖြစ်တယ်ဆိုရင်တော့ခိုးမှုဆိုတာတော့ဒီပစ္စည်းကိုယူရစီတာပေါ့နော်။တစ်ဖက်လူကကွန်ပျူတာမရှိဘဲနဲ့သဘောမတူဘဲနဲ့ပစ္စည်းကိုယူရစီတယ်လို့သူပြောတယ်။ဆိုတော့ယူလိုက်တာပေါ့ဗျာ။အဲ့လိုဆိုလို့ရှိရင်တန်မှန်ခိုးမှုကတော့ 399ရပုံမှန်390သုံးနှစ်ပဲချလို့ရတယ်အဲ့လိုပုံခင်းနေလူနေထိုင်တဲ့အဆောက်အဦတဲမှာဒါကူတော်မင်းပါဗောအဲ့လိုပုံရှုွယ်ရှုံးနေဗောဗျာခိုးဖို့လုပ်တယ်ဆိုရင်တော့ပုံမှန်380ရခုနှစ်တိချနေတယ်အဲ့အဲ့ဒီလိုဟိုပြထန်းထားတယ်ဗောနော်ပစ္စည်းကိုရွေ့စီပြီလားခိုးပြီလားသူ့ရဲ့ထဲမှာပစ္စည်းတွေတွေ့နေပြီလားလက်ဘူးလက်ကြမိနေပြီလားဆိုတာတမျိုးအဲ့လိုမရောက်သေးဘူးပစ္စည်းတွေလည်းမခိုးရသေးဘူးဆိုရင်ရာဇာယူတွေပုံမှန်453ရပုံရှုကြော်နှင်းမှုနဲ့တော့နှစ်နှစ်လောက်ပဲချနေတယ် ဆိုတော့390ကိုလို့380လို့ဆိုရင်တော့အမှန်ကရဖို့ခက်တယ်မပေးဘူးပေါ့ဗျာမပေးဘူး453လောက်ဆိုရင်တော့ကဲခါနဲ့အမှန်ကပေးလို့ရတယ်အရင်လိုလုပ်တဲ့လုပ်ငယ်လူတွေကတော့ဘလို့ပြည့်မှုတွေကျူးလွန်မိတယ်လေဆိုလို့ရှိရင်ကျွန်တော်တို့မြို့တစ်မြို့မှာဆိုလို့ရှိရင်အကြီးရတရပါပေါ့ဗျာတခိုးကခိုးတာဗျာခိုးလို့လာတာပေါ့ဗျာဘခိုးကတည်းကတခိုးတခိုးဆိုတော့ထွက်ပြေးတာအချက်ခိုးအောင်လာတာပါအဲ့ဒါကျွန်တော်တလဲခွင်းနေရအဲ့တော့စပားကြီးကလည်းစိတ်လန်းတော့လဲခွင်းနေတော့ပုံနေတော့ပုံနေတဲ့ခါကျတော့တို့လူရှာမတို့ဗျာတို့ကန်ဆိုးကျင်တော့အဲ့တခိုးကဓာမီပါတော့ သူ့ဓာမီကခါထိုးထားဓာမီကပွင့်နေတယ်ဗျာပွင့်ပြီးတော့သူရှိတဲ့နေရာကိုထိုးပြဆိုဖြစ်တော့ wifi တော့မိရောအဝိုင်းရိုက်တာသေရောသေရောသေတဲ့သေရောအဲ့တေးဝါလုံးဖမ်းတာဗျာအဲ့အဲ့မှာပါတယ်တေးဝါလုံးဖမ်းတာတော့လူသားမှုနဲ့ဖမ်းတာတရားဦးရောက်တယ်တရားဦးရောက်တယ်တော့တခါကျတော့တရားဦးအသေးစိတ်တို့ရွေချက်ရှိလားမရှိလားဟိုဘယ်သူလက်ချက်မှန်းတော့မသိဘူးဗျာလူသားမှုနဲ့မဟုတ်တော့မဟုတ်ပဲနဲ့ဟိုအပြစ်ထန်တော့နာကျင်စီမှုပေါ့စူပေါင်းမရတယ်ဆိုအပြစ်ပေးခံရတယ်ဗျာတော်တော်ကိုပြင်းပြထန်အပြစ်ပေးခံ36နဲ့အပြစ်ပေးလိုက်တယ် ကောင်းတော်လေးကြာကုန်ညာအဲကျွန်တော်တွေ့ဘူးလားဗောလက်တွေ့ဘောနော်အခုလည်းပဲအဲ तू ကဟိုပိုင်ရှင်ဆိုတဲ့အမျိုးသမီးရဗောညာအတတ်တိုင်မှာတုံးကျွန်တော်တုံးဆန်းရင်းနှွေးမှုကြိုးရင်းနှွေးကြိုးသားရင်းနှွေးလောင်းချလိုက်ပဲဒီကမှာခါတခါတည်းအေးရောအဲ့တော့ရင်းနှွေးမှုနဲ့လောင်းချမယ်ဆိုရင်သေးသွားနိုင်တယ်နော်ဒါသေးသွားနိုင်တယ်ဒါယူလေးမှုနဲ့တကယ်သွားလောင်းချမယ်ဆိုရင်အဲ့ဒါကြားတဲ့အခါကျတော့ရာစိုးမကင်းတော့6လမ်းမှုဆိုပြီးတော့ဥပမာ906ပါပထမပိုင်းနဲ့ဒုတိယပိုင်းဆိုနှစ်ပိုင်းပြထမ်းထားတယ်ပထမပိုင်းမှာတော့ဥပမာတာမန်6လမ်းတာပေါ့ဗျာ အဲ့လိုမျိုးကတော့ထောင်နှစ်နှစ်ပဲကြာတယ်အမကလည်းရတယ်ဒါပေမဲ့ဒုတိယပိုင်းကျတော့ပေးစီပဲပေါ့ပေးစီနိုင်တယ်လေယူလို့ပြီးလောက်ချမယ်ဆိုတော့ပေးသွားနိုင်တယ်လေအာအញ្ញက်ဆက်တာပဲအဲ့လိုချင်းချောမှုကြတော့ဒုတိယပိုင်းလို့ခေါ်တယ်ဟောတော့တတိကျုံထိချနိုင်တယ်တော်တော်လေးအခုနောက်ပြင်လိုက်တဲ့ဥတွေရထောင်ခွန်းနှစ်နှစ်ပေါ့ညာထောင်ခွန်းနှစ်ကိုရှော့ချလိုက်တော့အပြင်းတန်းတော့ချင်းချောက်တာပေါ့နော်ဒုတိယပိုင်းကျတော့ဝေတံလည်းချမှတ်နိုင်တယ်ပေါ့အမကတော့မရအောင်အကျေးလို့လည်းမရအောင်သူကဟောတော့တုံးနှစ်ကြောနေတာပေါ့ညာအကျေးလို့မရအောင်တော်တော်လေးပဲ နောက်ဖက်သဘောတူနေရိုးသွေးခိုးယူသူတာမီနှစ်ဦးအားရိုက်နှက်ကျိုးတုတ်ကရေနွေးပူလောင်အေးခွန်ခွာမီဟုပြောဆိုချိန်မောင်းခဲ့သူဆိုင်ရှင်ဒေါ်ဝါဝခိုင်ဟာထောင်နဲ့တသက်တကျွန်းအထိချမှတ်ခံရနိုင်ခြင်းရှိကြောင်းရှိနေကြီးဦးကြည်မြင့်ကပြင်းပြင်းထန်ထန်တုံးတက်လိုက်ပြီဖြစ်လို့အဆုံးထိနားဆင်ဝေဖန်တုံးတက်ပေးသွားကြပါဦးခမညာတဥပဒေဤမျက်နာ ဒေါ်ဝါဝါခိုင်ရင်ဆိုင်ရမည်အမှုပေါင်းများစွာအောက်တိုဘာလ20ရက်နေ့ကဖြစ်ပွားခဲ့သောဤဖြစ်စဉ်တွင်ဆိုင်ရှင်ဒေါ်ဝါဝါခိုင်၏ကိုရိုင်းစီရင်ဆုံးဖြတ်မှုသည်ဥပဒေကြောင်းအရအလွန်ပြင်းထန်သော အကျိုးဆက်များကိုဖြစ်ပေါ်စေခဲ့သည်အမှုများ၏ပြင်းထန်မှုစစ်ကော်မရှင်လက်အောက်ခံရဲများ၏ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံထားရသည့်ဒေါ်ဝါဝါခိုင်သည်ကလေးတငယ်ညှဉ်းပန်းနှိပ်စက်မှုပြင်းထန်တရားရစေမှုဂုံတိတ်ခါထိပါမှုဆက်သွယ်ရေးဥပဒေပုံမှန်66ကအပြင်ကုလသမဂ္ဂကလေးတငယ်အခွင့်အရေးသဘောတူညီချက်များ ချိုးဖောက်မှုများအထိဆွဲဆိုခံရနိုင်ကြောင်းရှေ့နေများကထောက်ပြသည်။ရှေ့နေကြီးဦးကြီးမြင့်ဤတုံးသက်ချက်အ धिक အားဖြင့်ရေနွေးပူလောင်အရေးခွန်ခွာမိဟုသောချင်းချောက်ပြောဆိုမှုနှင့်ကလေးငယ်အားကိုထီးလက်ရောက်ကျူးလွန်မှုများကြောင့်ဒေါ်ဝါဝါခိုင်သည်ပြင်းထန်သောရာဇဝတ်မှုများဖြင့်ရေဆိုင်ရပွဲရှိကထောင်နဲ့တသက်တကျွန်းအထိချမှတ်ခံရနိုင်သည်ဟုတုံးသက်ခဲ့သည်။ရှင်းလင်းသောဥပဒေကြောင့်ရှေ့နေတူကအခုကခိုးသူကခိုးတဲ့ပြစ်မှုပဲခံရမှာရိုက်နေတဲ့သူက အမှုတွေနဲ့ပါအေးအေးယူခံရနိုင်တဲ့အဖြစ်ရောက်သွားတယ်ဟုဆိုခြင်းသည်မိမိ၏ဒေါသနှင့်စိတ်ခံစားမှုနောက်ကိုလိုက်ပါခဲ့သည့်ဆိုင်ရှင်၏အမှသည်မူလခိုးမှုထက်ပိုမိုကြီးလေသည့်အခြေအနေကိုဖန်တီးလိုက်ကြောင်းထင်ရှားစေသည်သူကတင်လို့ရတယ်ပေါ့ညာတင်လို့ရတယ်ဆိုလည်းပဲကျွန်တော်တို့ဟိုလိုက်ခဲ့တဲ့အမှုတွေမှာပတ်စံတတ်နိုင်တဲ့အမှုတွေကြာရင်ကတလာလောက်နေရုပ်သိမ်းလောက်ကြာတာပဲအဲဒါမှလို့မလွတ်တော့ဘူးပြစ်တံတတ်တာလည်းပေါ့ဗျာရုပ်သိမ်းလောက်တင်လိုက်တဲ့ကြာလွတ်တော့မသွားဘူးညာသူကရုပ်သိမ်းလောက်ကြာလို့ဆိုအရင်လိုက်ရတယ်ပတ်စံလည်းအရင်ကုန်တယ်အရေးကထောက်ခံရတယ်ဥရေကထောက်ခံရတယ် နောက်ဆုံးတရားဝင်ရောက်တယ်တရားဝင်ကလည်းသဘောတူဦးမှာပြီပြီးတော့ရုပ်သင်းသားတင်မဲ့လူတွေအများကြီးတရားလာအဲ့တော့ဒါလက်စားလို့အကောင်းတဲ့အမှုမျိုးတွေဆိုတော့ကျွန်တော်အဲ့ဒါပြောတာပေါ့နောက်တစ်ခုကဘာလဲဆိုတော့ပိုင်ရှင်ပေါ့ဗျဆွဆွတဲ့လူကဘာကျူးလွန်ထားလဲဆိုတော့ electronic ရောဥပဒေကျူးလွန်ထားတယ်အဓာတ်ပုံတွေရိုက်ရိုက်ပြီးတော့ဒီဘက်လေးတင်နေပေါ့ဗျအဲ့အဲ့ဒါကြတော့မလုပ်ရဘူးဗျအဲ့ဒီဥပဒေက34ဂါကြီးအရဆိုလို့ရှိရင်တစ်နှစ်ကနေ3နှစ်ထိကြာနိုင်တယ်ငွေဒဏ်30ရာနေတော့တရားထိကြာနိုင်တယ်ဆိုတဲ့ခါကျတော့3နှစ်ဆိုတော့သူလည်းအမှတ်ကမရနိုင်အမှတ်ကမရနိုင်သို့တော်လည်းပဲ ဒီအတိုင်းမဟုတ်လားဘူးပဲသတိနေထွက်နေရုပ်သိမ်းလောက်တင်လိုက်ပြီးပြီးသွားပြီးထွက်သွားပြီဆိုတာအဲ့ဒါဆိုရင်တော့သူရုပ်သိမ်းလောက်တင်သည့်တိုင်အောင်လဲတရားဟုတ်တော့တရားအောင်ပဲလေတရားအောင်တရားပြီးတော့ခွင့်ပြုမှရပါဘူးဟိုဒီလိုဥပဒေကလွတ်ပြီးလို့မရဘူးလေရေကအဲ့လိုရှိတာပေါ့ကွာဟိုဒီကိစ္စမှာအမှားတော့တရားဥပဒေကအတိနေတာပေါ့ကွာအပြီးတော့အစင်းရတဲ့လူဆိုနှိမ့်နေရိုက်တယ်ပတ်ပြစ်တယ်ဘာဖြစ်လဲဒီပတ်ဆိုင်ရှင်တတ်လို့ရတယ်အဲ့ဒီအတွေးခေါ်တယ်ပေါ့ကွာတရားဥပဒေမစိုးမိုးလို့ဒီလိုဖြစ်တယ်ဆိုကျွန်တော်ဒီလိုလဲဟိုမှတ်ချက်ပြလို့ရပါတယ်ဟုတ်ကဲ့ဆရာနောက်တစ်ခုကခလေးကိစ္စပေါ့ အခုအမှုမှာတော့ကလေးကဟိုတချို့လည်းပြောနေတာသူကလေးမဟုတ်ဘူးစသည်ဖြင့်ဒါကတော့ထားပေါ့ဒါပေမဲ့ဒီကလေးငားတဲ့ကိစ္စဆိုလည်းကျွန်တော်ကြားရတယ်အဲ့ဒါတော့အဓိကတော့တောင်းရမ်းတဲ့အခါမှာပေါ့နော်ကလေးလေးငငယ်လေးတွေနဲ့ခေါ်ပြီးတောင်းရမ်းဟိုပို့ပြီးတော့ဂယုနာတက်ပြီးထဲကြတဲ့သဘောမျိုးပေါ့နောက်တစ်ခုကအဲ့လိုကလေးလေးတွေကိုပဲအဲ့လိုဟိုတောင်းစားခိုင်းတဲ့ဂိုင်းတွေလည်းရှိတယ်ပြောတယ်ဆိုတော့ဒီကိစ္စတွေကိုဆရာဥပဒေကြောင့်ကကြည့်မယ်ဆိုဘယ်လိုမျိုးဒါတွေကဟိုပြစ်မှုမြောက်တယ်လို့ပြောလို့ရမလဲအပြစ်မှုမြောက်တာပေါ့ကလေးတွေအခွင့်အရေးများဆိုင်ရာဥပဒေထဲမှာအဲ့လိုကလေးကိုလုံးနှားပြီးတော့ တောင်းစားခိုင်းတာပေါ့ဗျာအဲ့လိုမျိုးလေးခလေးကိုအကြံဖက်တာတွေအပတ်စံတောင်းလို့မရရင်နှိမ့်ဆက်တာတွေအဲ့ဥရအတိအကျပဲထုံနာနေချက်မှတ်တာပတ်စံတောင်းလို့မရလို့ရိုက်တာခလေးကိုငှားပြီးတောက်ခိုင်းတာအဲ့လိုမျိုးလေးကိုအဲ့မှာကလေးတွေဥရမှာတော့အတိအကျပြာပြတ်ထန်တာတွေအဲ့ဒါထုံနာနေဘယ်လောက်ချမယ်ဘယ်လိုမျိုးဘယ်လောက်ချမယ်ဆိုတာကလေးအကြံဖက်မှုဥရလို့ခေါ်ကလေးတွေငယ်အကြံဖက်မှုရောက်တယ်လို့အဲ့ဒါကိုသတ်မှတ်တယ်ဥရကတော့ဥရကတော့အတိအကျပြတ်ထန်တာပဲဗျာဒါမလို့တိရတိုင်းပဲလေရဲရလည်းရဲလို့မလို့အောင်လေခုနကပြောလို့ကလေးတွေငယ်ဥရနဲ့တောက်စားနေကြတာလေကလေးတွေငယ်ရအရေးပါပါလေ ေကတွေ့နေမှာဖမ်းမှာဖမ်းပြီးတော့လက်ကလေးကိုလက်ထိပ်တော့မကဘူးပေါ့ပြအကဖမ်းပြီးတော့အမင်းတို့သူတို့မေးရမှာပေါ့ချော့မော့ပြီးမင်းတို့ဘလို့တောက်ခိုင်းတာလေအဲ့ဒါလုံးပြောရင်ကလေးကိုတော့တက်သေးပေါ့ဗျာတော့တောက်စားခိုင်းတဲ့လူတွေကိုမြဖမ်းမှာဖမ်းပြီးချောင်းချမှာအကြမ်းဖက်ဥရိယကြီးလေးတဲ့ပြစ်တာပေးရမှာအဲ့ဒါကြီးဥရိယပြတ်ခံပြီးသားဥရိယအငြိယွန်းမှာလေးကိုအမှုစည်ရဲတွေကတိချမတိဆောက်နိုင်ဘူးဗျာတိချမလုံနိုင်တော့ဘူးအဲ့တော့တရားဥပဒေကဘလို့စုံမှုတော့မှာလေဗျာအဲ့လိုဖြစ်တယ်ဗျာ ဟုတ်ကဲ့ဒါနဲ့ဆက်ဆက်ပြီးနောက်ထပ်ဒီလူမှုဝန်ကျင်မှာဖြစ်နေတဲ့ကိစ္စတခုပေါ့အဲ့ဒါကတော့အခု social media ခေတ်ဆိုတော့အခုလိုမျိုးဖြစ်ပြီဆိုရင်ဘက်ကလေးဘက်ကစာနာတယ်ပေါ့နော်စာနာတဲ့အတွက်ဟိုဥပမာသတင်းဌာနတွေပရာဟိတတွေကသွားပြီးလှူကြတယ်တန်းကြတယ်ဗီဒီယိုတွေရိုက် line ပေါ်တင်စသည်ဖြင့်ဟိုနာမည်ကျော်တဲ့အဆင့်ထိအောင်တချို့ဖြစ်သွားတာမျိုးလည်းရှိတယ်လို့ပြောကြတယ်လေဆိုတော့အဲ့ဒီအဆင့်လားဟောဆရာဘယ်လိုမြင်လဲကိုတော့ကတော့ဒါအကောင့်နဲ့လုံငန်းဆိုပြီးတာရုခေါ်ကြတာပဲဗျတာရုခေါ်ကြတာလူချင်းချင်းဆောက်ရှောက်တယ်ကျွန်တော်တို့ကြတော့နောက်ပိုင်းကြတော့ပရာဟိတတွေ ဟိုဆယ်လီဖြစ်တာတို့သူကလည်းဝင်ပြီးတော့လှုပ်ရှားတာတို့နောက်တစ်ခါအဲ့လိုပေါ့ဗျာအဲ့မှာအကိုအကိုညိုးတွေတိဆောက်တာတို့ဆိုတာဒီအဲ့လိုပါလာရင်တော့မကောင်းဘူးပေါ့ဗျာအဲ့လိုခါမျိုးတွေတချို့လည်းမကင်းကြဘူးလေအဲ့လိုဖြစ်တဲ့အခါကျတော့သူတရားအဲ့လိုတာလူခေါ်ရမှာလားဟလာဟာတခါလဲသူတို့ကိုပဲအပြစ်တင်ရမှာလားတောင်ရှုံချရမှာလားဆိုတာလူတို့ကလည်းမမဝေခွဲနိုင်တော့ဘူးပေါ့ဗျာသို့တော်လည်းကလေးကိုတနာတယ်တဆင်းရဲ့နောမနဲ့လူတွေဆင်းရဲနမ်းမတဲ့လူတွေကိုအပေါ်စည်းနဲ့အရန်ပြောတယ်ဆိုတာမျိုးတော့မကြိုက်ဘူးပေါ့ဗျာဒါတော့ဟုတ်လားဒါတော့လူသားတွေပဲလေ အဲ့တော့အခုလက်ရှိကာလကြီးမှာပေါ့နော်အချိန်တွေအားလုံးလည်းအားလုံးတော့တည်ပြီးသားပါဒီဥပဒေစိုးမိုးရေးအတွက်ကိုဆရာဘယ်လောက်ထိမျှော်လင့်လို့ရအောင်မလဲဒီတိုင်းပဲသွားနေမှာလဲဟိုဘာတွေလုပ်ဖို့လိုမလဲဆရာအဲ့ဒါလေးနဲ့နောက်ဆုံးအနေနဲ့သုံးသပ်ပေးပါလားဟိုဗစ်တိုရီယာအမှုလဲသူကနေပြီးတော့မှဗစ်တိုရီယာအမှုပဲပဲဘာလို့ဆိုကျွန်တော်မနာအီကိုရင်ဒီကိစ္စအစ်ဝင်စားပြီးတော့အမှန်တိုင်းဖြစ်စေအောင်လုပ်ထားပဲဒါလို့မရအောင်စိတ်အုပ်စုကအလုံးကြီးနဲ့ဖိတဲ့အခါမှာသူကအဲ့ဗစ်တိုရီယာအမှုကပျောက်သွားတာပဲပျောက်သွားတာပဲဘာဖြစ်တော့အဲ့လိုဖြစ်တာပေါ့ဗျာအဲ့လိုအဲ့ဒီအတွေ့အကြုံလေးကဒီမှုလည်းပဲကျွန်တော်ထင်တယ် ဒီလိုပဲငွေဒါလောက်နဲ့ရုပ်သိမ်းမှာတင်နေပါညာဆိုပြောငွေဒါလောက်နဲ့ပြီးသွားမယ်ဝင်မျိုးမကြငင်လွတ်သွားလိမ့်မယ်အဲ့ဒါလည်းကျွန်တော်မြင်နေရအဲ့ဒါတရားဥပဒေကတော့မစုံမလို့ပါဘူးเนาะဟုတ်ကဲ့